ကဲပါပါပွိုင်းမှာဒီလိုလေးတောင်းပုံလေးနဲ့အသေးပုံလေးကိုတောင်းနာလေးမှာမြင်းလေးပဲဖြစ်သွားအောင်ဘလို့ယူကြလဲဆိုတာကိုလုတ်ပြပါမယ်ဒီချာလေးလိုက်ကြည့်ပါလိုက်လုတ်ကြည့်ပါမြင်းဥဆုံးကျွန်တော်ဒါကိုဖြတ်ချပြလိုက်ပါမယ်ဖြတ်ချလိုက်ပြီးတော့မှ home လေးကိုတွားတယ် home လေးမှာရှိတဲ့ဒီမှာ shape ပေါ့နော် shape မှတ်ဖို့လွယ်အောင်လဲ insert ထဲမှာရှိတဲ့ shape ကိုတွားပြရတယ် အဲ့ဒီထဲမှာ ကျွန်တော်တို့အာလေးတောင်ပုံလေးကိုကျွန်တော်တို့တခုယူလိုက်တယ်ကိုလိုချင်တဲ့လောက်ကိုဆွဲပြဲလိုက်တယ်အဲရပြီဆိုလို့ရှိရင်နောက်ထပ် insert ထဲမှာပြန်သွားတယ်နောက်ထပ် shape ကိုယူလိုက်တယ်အဲ့ shape ထဲမှာကျွန်တော်ဒီမှာအသေးပုံလေးယူလိုက်တယ်ဟုတ်ပြီအသေးပုံလေးကိုကျွန်တော်တို့ဒီလိုအောက်ကိုဆွဲတမျိုးဖြစ်သွားမယ်ဒီဘက်ဘေးကိုဆွဲတမျိုးဖြစ်သွားမယ်အဲ့ဒီတော့အသေးပုံလေးချဆွဲတဲ့ချိန်မှာကျွန်တော်တို့ကဘာကို ရှုပ်ွက်ချက်နေနဲ့လောက်ရတယ်ဆိုရင်ရှိခီးလေးကိုဖြီးပြီးတော့မှအဲဒီလိုလေးပါနော်ဟုတ်ပြီရတာဆိုရင်တော့သူကစကိန်းညီညီနဲ့တွားမယ်အဲ့တော့ဒီနှစ်ခုကိုကျွန်တော်တို့ကဆက်လက်ပေးရမယ်တခုဆက်လက်ပေးရင်နောက်တစ်ခုဆက်လက်ပြုတ်တယ်အဲ့မှာနှစ်ခုစလုံးဆက်လက်ပေးခြင်းရင် keyboard က control key လေးကိုဖိပြီးတော့မှဆက်လက်ပေးရတယ်ပေါ့နော်ဟုတ်ပြီဒါဆိုရင်ကျွန်တော်ကဒီမှာအသေးပုံလေးနှစ်ခုနဲ့ထိဆက်နေတဲ့ပုံစံလေးကိုအဲဆက်လက်ပေးမယ် အောက်ကရင် select ပေးလိုက်တယ်ပြီးရင်အပေါ်ကဟာကို select ပေးလိုက်တယ် control a ဖြည့်ထားတယ်ပေါ့နော်ပြီးရင် format ထဲမှာဝင်ပါတယ် format ထဲမှာဝင် ပြီး format ထဲမှာပါရှိတယ်လေပြောဒီမှာ match shape ဆိုတာရှိပါတယ်အဲ့ဒီမှာအပေါ်ဆုံးက union ဆိုတာကိုကျွန်တော်နှိပ်လိုက်ပါတယ်ပြန်ပြောပြပါမယ် format ရှိတယ် format ထဲကဒီမှာ match union ထဲက match union တဲ့ကအာ match shape တဲ့က union ဆိုတဲ့ globe လေးကိုနှိပ်ပစ်လိုက်တယ်အဲ့မှာသူကဒီလိုပုံလေးဖြစ်သွားတယ်ဖြစ်သွားတဲ့ပုံကိုကျွန်တော်ဒီမှာ shape ထဲမှာသွားပြီးတော့မှမလုပ်တယ်လဲဆိုရင် no fee no fee ဆိုတဲ့ဒီမှာဘာမှအဲထားမထားဘူးအယောင်မထားဘူးလို့ပြောတယ်ဒီ shape outline ထဲမှာကျွန်တော်ကဒီမှာအန်ဒီအောင်လေးကိုထားလိုက်တယ်အဲနောက်တစ်ခုကဒီဟာကို ဒီဘက်ကိုခေါ်တော့ပြီး feel လေးကိုခဏလောက်ပြုတ်ထားမယ် line နဲ့မှာ line အထုလေးနည်းနည်းတင်လိုက်မယ်အဲ line အထုတင်လိုက်ဒီလိုဖြစ်သွားတယ်ဟုတ်ပြီအဲ့ဒီခါမှာကျွန်တော်တို့ကဒါလေးကိုခုနကပြောပြတဲ့ပုံလေးဖြစ်သွားတယ်ကျွန်တော်တို့ login နဲ့ဘက်ကို ရွှေ့မှလို့ရတယ်ဒါလေးကိုစမ်းပြီးလုပ်ကြည့်ပါအဆင်ပြေပါစေ